တော်လှန်ရေးတာဝန်များကိုထမ်းဆောင်ရင်းဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BNDF မှရဲဘော်နှဆိုးခြားဆုံးခဲ့ရဲဘော်ခြားဆုံးခြင်းတွင်ထုတ်ပြန်ခြင်းကျွန်တော်တို့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BNDF စစ်တေသာ3တလာဝရီစစ်ကြောင်းမှရဲဘော်အောင်ဖြိုးဝေခေါ်ရဲဘော်ဗလာကြီးခေါ်ရဲဘော်နှဆိုးဟာ ရှည်တဲ့စမီပြင်းတနေရာမှာအချမ်းဘတ်စကောင်းစီတအားရဲရင်စွာတော်လန်တိုက်ပွဲဝင်ရင်း2025ခုနှစ်ဧပြီလ4ရက်နေ့မှာ မြင့်မြတ်စွာအသက်ပေးလူကြဆုံသွားခဲ့ရပါတယ်။ကျွန်တော်တို့အနေဖြင့်ရေရွချွန်ချွန်တော်လန်တိုက်ပွဲဝင်ရင်းဂုံရောင်ထွန်းပြောင်စွာ ကြဆုံသွားခဲ့သောရဲဘော်အောင်ဖြိုးဝေခေါ်ရဲဘော်နှစ်စွာဝန်နေချင်းများစွာနဲ့တူဂုံပြူ ဥညွတ်အလေးပြုလိုက်ရပါတယ်။ရေဘော်ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုဆက်လက်ဆွဲကန်ပြီးခီးဆုံးခန်းတိုင်အောင်ချီတက်ကြမြို့ကျွန်တော်တို့ရေဘော်ရေဘက်များကဂတိတစ္ဆာအဋိဌံပြုလိုက်ရပါတယ်။ရေဘော်အောင်ဖြိုးဝေခေါ်ရေဘော်ဗလာကြီးခေါ်ရေဘော်နတ်ဆိုးရဲ့ဇာပနာအခမ်းအနား2025ခုနှစ်ဧပြီလ6ရက်နေ့မှာကြာဆုံးရေဘော်ရေဘက်များနဲ့ပြည်သူများပါဝင်ပြီးကျင်းပပြုလုပ်ပေးခဲ့ကြပါတယ်။ ရဲဘော်အောင်ဖြိုးဝေခေါ်ရဲဘော်ဗလာကြီးခေါ်ရဲဘော်နတ်ဆိုးကောင်းရာသူကတိလားပါစေတော့တလာဝလီစစ်ကြောဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦးစစ်ဒေသတုံးကဝန်ထမ်းချင်းများစွာဖြင့်ထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်ရဲဘော်နတ်ဆိုးဟာကြာဆုံးချိန်မှာတော့အသက်16နှစ်အရွယ်သာရှိနေသေးရတယ်ဖြစ်ပါတယ်လေယူကကြည်စေတာဆိုပေမဲ့ လက်ပံတွေကတကယ်ကျွေရတယ်။လူတွေသိမသိရဲ့နေရာတွေမှာလည်းကျယ်လေးတွေကတပွင့်မီးတပွင့်ကျွေနေကြရတာပါပဲ။တကယ်တော့ကောင်းကင်လင်းလက်ဖို့ကျယ်လေးတွေထွန်းလင်းပေးရပြီမယ်။တံပိုးရှိတဲ့ကျယ်လေးတွေကျွေလင့်သွားတော့မှောင်မိုက်တဲ့ညတွေဟာလည်းတဖန်ပြန်လေရောက်ရှိလာပြီးဦးမီပေါ့။ကြည်ခွဲတယ်ဝမ်းနေတယ်ဆိုတာထက် တံပိုးဖျက်မရတာတွေကို ဆုံးရှုံးနေရတာရင်နဲ့နာကျင်စရာ ကောင်းလွန်လာပါတယ်ဒီတစ်ချိန်ဒီနွေဒီတော်လန်ရေးကြီးဟာတံပိုးရှိပြီးမြင့်မြတ်တဲ့လူငယ်သေးတွေကိုတယောက်ပြီးတယောက်ချွေချားနေကြပါလားခေဆဆကလူငယ်တွေဟာလည်းဒီလိုအာနာရှင်အဆက်ဆက်ကိုတော်လန်ကြရင်တမိုင်းတွေကဒွေကောင်းအာဇာနည်တွေဖြစ်ထင်ကြံ သွားကြရကြီးပါပဲအခုကြာဆုံးသွားခဲ့တဲ့ရဲဘော်လေးရဆိုရင်ဖြင့်ကြာဆုံးချိန်မှာ16နှစ်အရွယ်သာရှိနေသေးတာလည်းဖြစ်ပါတယ်အသက်အရွယ်ငယ်ရွယ်လွတ်လာပြီမဲ့ဘသူမှပခုံးနေပေါ်တင်မပေးတဲ့ကိုယ်တိုင်ဝင်းရှူထန်းထားတဲ့တာဝင်ဝတ္တရားတွေကတော့ကြီးမားလွန်ခဲ့ပါတယ်အမှန်တကယ်ပြောရရင်ဒီလိုသူရဲကောင်းအာဇာနည်တွေကိုထပ်ပြီးမလိုချင်တော့ပါဘူး ။ဘာကြောင့်မလိုချင်လဲဆိုတော့တံပိုးရှိတဲ့အသက်တွေကိုမဆုံးရှုံးမကြဆုံးစေချင်လို့ပဲဖြစ်ပါတယ်။အဲဒီကြောင့်မလို့ကျွန်တော်တို့ကလည်းမြို့ဦးတော်လိုင်းမှာနေ့ရက်တိုင်းပါဝင်ပြီးစ조사ပေးနေရတာလည်းဖြစ်ပါတယ်။အပိနေဆိုင်ပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နက်ကင်တော်လန်ရင်းမိမက်စွာအသက်ပေးလူကြဆုံးသွားခဲ့ရတဲ့ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ် BNDM စစ်တေတာ3တလာဝရီစစ်ကြောင်းမှာ ရဲဘော်အောင်ဖြိုးဝေခေါ်ရဲဘော်ဗလာကြီးခေါ်ရဲဘော်နတ်ဆွာကျွန်တော်တို့စပုတ်ပြီးတဲ့မြန်မာမှာလည်းအလေးနေပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်ရဲ့စွန်လွန်နေနာခံပိတ်ဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့တူဒီနေဦးတော်လိုင်းတမိုင်းကဘယ်တော့မှမေ့သွားနိုင်မည်မဟုတ်ပါ။ကြာဆုံးရဲ့ရဲဘော်နတ်ဆူကောင်းရာဒုက္ခတိလာပါစေ။ဖက်စစ်အကြမ်းဖက်ဆင်ရနာရှင်ကို အမြင့်ပြည့်ချေမုံရင်းလူဦးတော်လည်းရေးမှာကြာဆုံးသွားခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေရဲ့အကြောင်းကိုခြေကွဲဝမ်းနဲ့ဂုံယူလေးစားခြင်းများစွာဖြင့် အလေးပြုမှတ်တမ်းတင်နေတဲ့စပုတ်ဘီရဲ့မြန်မာ YouTube Channel ကို နားဆင်နေကြရတာပဲဖြစ်ပါတယ်။စပုတ်ဘီရဲ့မြန်မာ YouTube Channel ကိုကြည့်ရင်တော်လည်းရေးမှာတထောင်တနေရာတွေကနေပါဝင်နေကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မြင်းမြတ်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်ရီရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြမနိုင်ငံရေးရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကာကွယ်ရဲဘော်များအတွက်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတပွင့်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF ညီမကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ပုံအောင်ရမည်